ဒီနေ့လေ့လာမယ့်သင်ခန်းစာကတော့ PYGL3 1.15 Poland ကြောင်းကိုလေ့လာမှာဖြစ်ပါတယ်။ပကွန်ရဲ့စနိုးချင်းမှာပါနေတဲ့အဲ့ဒီ PYGL3 1.15 Poland ကြောင်းဟာ PYC တဲကိုဘယ်ပိုင်းကိုပြသနေတယ်ဆိုတာကို စာပြီးတော့လေ့လာကြပါမယ်။အခုဆွဲထားတဲ့ block ပုံနဲ့လေ့လာကြည့်တဲ့အခါ PYC ကနေပြီးတော့ထုတ်ပေးလိုက်တဲ့ PYGL3 1.15ဟာခုနစတလုံးကိုဖီတာထားပြီးတော့စတင်ထုတ်ပေးထားပါတယ်။ ပေးသွင်းရထားတဲ့ IC ကတော့ CPU ထဲကိုနှစ်လိုင်းပေးသွင်းထားတယ်ပထမတစ်လိုင်းက CPU ထဲမှာရှိတဲ့ memory bank အလုပ်လုပ်နိုင်ဖို့ပေးသွင်းထားပါတယ် CPU ထဲမှာရှိတဲ့ memory bank အလုပ်လုပ်နိုင်ဖို့အတွက် pin 2 4 6 8 9 CPU ရဲ့ pin 9 pin ကို VDD MBN ဆိုပြီးတော့ပေးသွင်းထားပါတယ်အဲ့တော့အဲ့ဒီ CPU ရဲ့ memory bank အလုပ်လုပ်နိုင်ဖို့ PCIe G3 1.15ဖို့ရောင်းမရကိုစစ်ချင်ရင် CPU ရဲ့အဝင်မှာ condenser 6လုံးကိုဖီလ်တာထားပြီးတော့မှ ဝင်ရောက်သွားတဲ့အတွက်အဲ့ဒီကွန်ဒက်ဆာ6လုံးမှာဘူးစစ်ကြည့်ရင်တစ်ဖက်ဒီ ground တစ်ဖက်မှာ1.15ဘူးရှိနေရပါမယ်အဲ့တော့တစ်ဖက်မှာ ground တစ်ဖက်မှာ1.5ဘူးမရှိဘူးဆိုရင် VIAG L3 ဘူးထုတ်ပေးနိုင်ဖို့အတွက် power IC ဟာ supply voltage အနေနဲ့ဘယ်အနေယူထားလဲဆိုတာကိုပြန်ပြီးတော့သိရှိထားဖို့လိုအပ်လာပါတယ်အဲ့တော့ VIAG L3 ဘူးလမ်းကြောင်းကိုထုတ်ပေးနိုင်ဖို့အတွက် power IC ဟာ supply voltage အနေနဲ့ ဗီအေဂျီအက်3ဆိုတဲ့ဘူလန်ကြောင်းသူ့တရားနေထွက်ပြီးတော့သူ့တဲ့ကိုပြန်လှည့်ပြီးပြေးသွင်းထားပါတယ်။ဘာတော်လဲဆိုရင်အရှိယတန်ခမ်းသာမှာလိလာခဲ့ပြီးတဲ့အတိုင်းပဲဗီအေဂျီ L1 ကနေပြီးတော့ L5G ထုတ်ပေးနိုင်ဖို့ပါ။အဲ့တော့တို့ကပါဝါ NC ရဲ့အဝင်နာကဒီကွန်ဒန်ဆာ6လုံးမှာဘူးစစ်ကြည့်ရင်တစ်ဖက်မှာ ground တစ်ဖက်မှာ1.15ဖို့မတွေ့တဲ့အခါဗီအေဂျီ L3 ဘို့ကိုပါဝါ NC ကိုတိုင်ကပြတ်နေလို့မထုတ်ပေးနိုင်တာလား။ဟာဒီဘူလန်ကြောင်းထုတ်ပေးနိုင်ဖို့အတွက် supply voltage ဖြစ်တဲ့ဗီအေဂျီ L3 ဘို့ပဲ မဝင်ရောက်ထားလို့လားဆိုတာကိုပြန်စေခဲ့ပါမယ်။ VRAG at 3 boat power AC ရဲ့ကိုပြင်းပြင်းထားမှုပြန်လှည့်ဝင်ထားမှုရောက်နေတဲ့ VRAG at 3 boat မထွက်နိုင်ဘူးဆိုရင်တော့ power AC ကိုယ်တိုင်ပြတ်နေတာဖြစ်တဲ့အတွက် power AC ကိုလဲလှည့်ပေးရပါမယ်။အဲ့တော့ VDD ambient ဆိုပြီးတော့ CPU ရဲ့အပိုင်းတစ်ပိုင်းကိုပြင်းပြင်းပြတဲ့အခါမှာနောက်တဲ့ CPU ရဲ့ pin နှစ်ပင်ကို VDD PLS ဆိုပြီးတော့ပြင်းထားပါတယ် PLS ဆိုတာကတော့ရှေ့က MTK စနိုးခြင်းမာတဲ့ကတွေ့ခဲ့ပြီးပါပြီ Buddhist for face lock လို့ကိုပြောရတာပါအဲ့တော့ face lock လို့ဆိုတာကကုဒိုးစင်စတန်တစ်ခုဖြစ်ပြီးတော့ signal တွေထွက်ရှိဖို့အတွက်အလုပ်လုပ်နိုင်အောင်လို့ပေးသွင်းထားတဲ့ဘူပေးလမ်းကြောင်းပါအော်အဲ့ဒီ CPU ရဲ့ PLL ဆိုတဲ့အပိုင်းကိုဘူပေးထားတဲ့အခါမှာရောင်းမရောက်ကိုလည်းသူ့ရဲ့အဝင်မှာ condenser လေးလုံးကို filter ထားပြီးပေးသွင်းထားတဲ့အတွက်အဲ့ဒီ condenser လေးလုံးမှာ voltage ကြည့်ရင်တစ်ဖက်ဒီ ground တစ်ဖက်မှာ1.15 volt ရှိနေရပါမယ်။မရှိရင်စောစောအတိုင်းပဲပြင်ဆင်ရမယ်။ ် VRG LED ထွက်ဖို့အတွက် supply voltage အဖြစ်ရယူထားတဲ့ A3 လမ်းကြောင်း power IC တဲ့ကိုရောက်မရောက်စစ်မယ် A3 လမ်းကြောင်း power IC တဲ့ကိုရောက်နေတဲ့သားနဲ့ဟာဒီ CPU ရဲ့ PLL ဘိုင်းအလုပ်လုပ်နိုင်ဖို့အတွက်ပြင်ဆင်ထားတဲ့လမ်းကြောင်းက component လေးလုံးမှာ1.15 volt မတွေ့ခဲ့ရဘူးဆိုရင်တော့ power IC ကိုလဲပေးရမှာဖြစ်ပါတယ်အဲ့တော့အခု VRG A3 1.15 volt ဆိုတဲ့သင်္ကန်းစာမှာ power IC ကထုတ်ပေးလိုက်တဲ့အဲ့ဒီ1.15 volt ်ဗူရာအေဂျီအက်ဒရီလန်ကြောင့်ဟာ CPU တွေကိုနှစ်လိုင်းပေးသွင်းထားတယ်တစ်လိုင်းက CPU ရဲ့ memory bank လို့လုံနိုင်ဖို့အတွက်ပေးသွင်းထားပြီးတော့နောက်တဲ့တစ်လိုင်းကတော့ PLL phase lock loop လို့ခေါ်တဲ့ control system တစ်ခုဖြစ်ပြီးတော့ signal တွေထုတ်ပေးနိုင်ဖို့အတွက်အလလုံနိုင်အောင်ပေးသွင်းထားတဲ့ပူပေးလမ်းကြောင်းအဖြစ်သိရှိပြီးတဲ့အခါဒီလမ်းကြောင်းကိုပဲဒိုင်ယာဂရမ်လေးနဲ့ဆက်ပြီးတော့လေ့လာကြည့်ကြပါမယ်အဲ့တော့ power IC ကနေပြီးတော့ VAG L3 ဆိုပြီးတော့သူ့ရဲ့ပင်နဘတ်6ကနေပြီးတော့စတင်ထုတ်ပေးထားတယ်။သူထုတ်ပေးထားတဲ့လမ်းကြောင်းမှာ component တလုံးခံထားပါတယ်။အဲ့တော့ Power Asia VAG L3 ဘိုလမ်းကြောင်းကိုထုတ်ပေးနေလားမထုတ်ပေးဘူးလားဆိုတာစစ်ချင်ရင် HDC 639ဆိုတဲ့ corner ဆာမှာစစ်ကြည့်လို့ရပါတယ်။အဲ့တော့အဲ့ဒီကောင်ကိုဒီမှာတွားရိုက်လိုက်ပြီးတော့ရှာကြည့်ရအောင်။ C 639ပြနေတယ်။ Power Asia ယူနစ်3တက်ပဝါစီဘေးနာကဟာရီစီ6396ဆိုတဲ့ကွန်နက်ဆာလေးမှာတစ်ဖက်ဒီကရောင်းတစ်ဖက်မှာ1.15ဗို့တွေ့နေရင်ပဝါစီက BIG L3 1.15ဗို့ကိုထွက်ပွင့်နေပြီလို့သိရှိရပါမယ်အဲ့တော့ဟာရီဘူအိုင်ဂျီအသွီးစတင်ထုတ်ပေးတဲ့လမ်းကြောင်းက C6396 ဆိုတဲ့ကွန်ပိုးနန့်မှာစစ်ကြည့်လို့ တစ်ဖက်ကကရောင်းတစ်ဖက်မှာ1.15ဖို့မတွေ့ဘူးဆိုရင်ဖြစ်နိုင်တာနှမျိုးဖြစ်သွားပြီပါဝါစီကိုယ်တိုင်ပြတ်နေတာလားအဲ့ဒီ BYG LD ထွက်ရှိဖို့အတွက် supply voltage မရောက်နေလို့လားဆိုတာပြန်ဆက်ကပါမယ်ဒါဆိုရင်တို့သိထားဖို့တစ်ခုလိုလာတာက BYG LD output board လမ်းကြောင်းထွက်ရှိဖို့အတွက် supply voltage အဖြစ်ယူထားတဲ့ board လမ်းကြောင်းလေးကိုတော့သိရှိထားဖို့လိုအပ်တယ်အဲ့တော့ BYG LD ထွက်ဖို့အတွက် supply voltage ကိုယူထားတာက BYG 3 1.35V လမ်းကြောင်းကယူထားတယ်ဆိုတာကိုအရှိရာ ရာကြီးအထရီဆိုတဲ့သင်ခန်းစာမှာလေ့လာခဲ့ကြပြီးပါပြီမမတ်မိရင်ပြန်ပြီးတော့ကြည့်ပေးကြပါအဲ့တော့ဘူရာကြီးအထရီတူတဲ့ကိုရောက်မှဒီဘက်ကဘူရာကြီးအထရီဆိုပြီးတော့ပြန်ပြီးတော့ထုတ်ပေးမှဖြစ်တယ်အဲ့ဒီဘူရာကြီးအထရီဘိုလန်းကြောင်းဘယ်တွေကို ပြင်းသွင်းထားလဲဆိုတော့သိချင်ရင်ဆက်ပြီးတော့ဒီလာကြီးတဲ့အခါဘူရာကြီးအထရီဟာယူကုန်တုံညာတိလို့ခေါ်တဲ့ CPU တဲ့ကိုပင်ကိုပင်ကို VDD MEM ဆိုပြီးတော့ပြင်းသွင်းထားတယ် တော့ BDD ဆိုတာက Buddhist MEM ဆိုတာက Memory Buddhist for Memory CPU ရဲ့ Memory ဘိုင်းအလုပ်လုပ်နိုင်ဖို့အတွက်ပင်ကိုပင်ကိုပြီးသွင်းထားတယ်အဲ့ဒီ CPU ရဲ့ Memory ဘိုင်းအလုပ်လုပ်နိုင်ဖို့အတွက်ပြီးသွင်းထားတဲ့လမ်းကြောင်းမှာ component 6လုံးကိုခံသုံးထားတယ်အဲ့ဒီတော့တို့ကဒီ component 6လုံးမှာစစ်ကြည့်ရင်တစ်ဖက်ဒီ ground တစ်ဖက်မှာ1.15 volt ရှိနေရပါမယ်။အဲ့တော့ဒီ component လေးတွေဘာမှရှိလဲဆိုတာကိုတစ်လုံးလောက်ရှာကြည့်တဲ့အခါ C1 နဲ့39 တင်းနဲ့39ဟာရီကွန်မူနာလေးမှာစစ်ကြည့်ရဲတစ်ဖက်ဒီဂရောင်းတစ်ဖက်မှာ1.15ဖို့တွေ့နေပြီဆိုရင် CPU ရဲ့ memory ဘိုင်းအလုံးလုံးနိုင်ဖို့အတွက် VRG LD ဘုတ်လမ်းကြောင်းရှောင်းနေပြီလို့သိရှိရမှာဖြစ်ပါတယ်။အဲဒါနောက်တဲ့တစ်ပိုင်းအနေနဲ့သူဘယ်ကိုပေးထားသေးလဲလို့ဆက်လေ့လာတဲ့အခါ CPU ရဲ့ VDD PLL လို့ခေါ်တဲ့ face lock loose အပိုင်းကိုလည်းပြသွင်းထားပါသေးတယ်။ face lock loose ဆိုတဲ့အပိုင်းကဘယ်ပိုင်းလဲဆိုတာကို ရှိကသင်္ကန်းစာတွေမှာမမှတ်မိထားကြလို့ရှိရင်ပြန်ပြီးမှတ်ထားလို့ရအောင်ထပ်ပြောပြပါမယ်။ Face Door Loop ဆိုတာက Control System တစ်ခုဖြစ်ပြီးတော့ Signal တွေကိုထုတ်ပေးနိုင်ဖို့အတွက်ဘူအားပေးသွင်းထားတဲ့လမ်းကြောင်းပါ။အဲတော့ Nibuya AG A3 အဲ့ဒီ PLL ဘိုင်းကို CPU ရဲ့ PLL ဘိုင်းကိုပေးသွင်းမှုရောင်းမရောင်းစစ်ချင်ရင်တော့အဲ့ဒီ Condenser ၄လုံးမှာစစ်ကပါမယ်။ ဒီကွန်ဒက်တာလေးလုံးမှာစစ်ကြည့်တဲ့အခါတစ်ဖက်ဒီ ground တစ်ဖက်မှာ1.15ဖို့ရှိနေပြီဆိုရင် CPU ရဲ့ PLL ဘိုင်းလုံးလုံးနိုင်ဖို့အတွက် BIG LD 1.15ဖို့ရောက်ရှိနေပြီလို့သိရှိရပါတယ်။အဲ့တော့အဲ့ဒီ component လေးတွေကိုရှာကြည့်တဲ့အခါ C3 nit နော်ဒီနေရာမှာရှိတယ်အဲ့တော့အဲ့ဒီ C3 နှစ်ပြည့်ဆိုတဲ့ကွန်မိုနန့်လေးမှာတစ်ဖက်က ground တစ်ဖက်မှာ1.15ဖို့တွေးပြီးဆိုရင် CPU ရဲ့ PLA ဘိုင်းလုလုနိုင်ဖို့အတွက် VIG L3 ပြသွင်းဖို့ရောက်ပြီလို့သိရှိရပါတယ်။အကြွေအဲ့ဒီပိုလမ်းကြောင်းတွေမရောက်ခဲ့ဘူးဆိုရင်တော့သူကဒီအထွက်လမ်းကြောင်းက C639 မှာရှိမှရှိစစ်ကြည့်ရမယ်။ C639 မှာမရှိနေဘူးဆိုရင်အဲ့ဒီ L3 လမ်းကြောင်းထုတ်ပေးနိုင်ဖို့အတွက် supply voltage ဖြစ်တဲ့ VIG L3 ဝင်ရောက်မှုရှိမှရှိစစ်မယ်အဝင်ရှိနေရဲအဲ့ဒါကိုဟာဒီအထွက်မှာပျောက်နေတယ်ဆိုရင်တော့ power ရှိလဲပေးရမှာဖြစ်ပါတယ် ဲ့တော့ဒီ BIG L3 book CPU လက်ကိုမရောက်နေတဲ့အခါမှာဆိုရင်လည်း power နိုးနိုင်မှာမဟုတ်လို့ CPU ပြတ်တဲ့ဆိုင်ပြနေပြီးတော့ပေါ်လဲတည်မှာမဟုတ်ပါဘူး။ဒါက Qualcomm ဖုန်းတွေမှာ power ဒီဖုန်းတုံးလာတဲ့အခါပေါ်လဲမသိ CPU ဆိုင်လဲပြနေတဲ့အခါမှာ CPU လက်ကိုဝင်သွားတဲ့ပြင်းပို့တွေတဲကဘယ်ဘူလန်ကြောင်းတစ်ခုဖြစ်တဲ့ BIG L3 1.15ဘူလန်ကြောင်းကိုလိလချင်းကတ်သွားတာဖြစ်ပါတယ်။ အပြရွေးနားမလည်တာရှိခဲ့လို့ရှိရင်သက်ဆိုင်ရာသင်ခန်းစာရဲ့ကွန်မန့်မှာရေးပြီးတော့မေးမြန်းနိုင်ပါတယ်